အခုဒီမှာအကိုနဲ့လှုပ်လှုပ်နေဖြစ်တာဖြစ်တာဖြစ်လို့တော့ဟိုပုတ်တယောက်တည်းစော်ခိုင်းတော့ဟိုဒီကံကောင်းဒီကံနိုင်လိမ့်မယ်ပေါ့အမေအခုပါဒီကိုက်လာတော့ကျွန်တော်ဒါကျွန်တော်ရဲ့ထမင်းအိုးလေး ใช่ป่ะทมิ้นโอ้တော့ဟိုမလုံနဲ့မကြိုက်ဘယ်သူမှမကြိုက်ဘူးလေကိုထမင်းကျွင်းရင်ထမင်းကိုပြတဲ့တော့တော့အခုအထင်တော့တင်းရောမခံနိုင်ဘူးဗျာအဲ့လိုပြနေဒါရီကတော့ပြီးတာပြီးလိုက်ပါတော့တမီးရဲ့အန်ဒီတို့ကတော့ဘာမှမပြောချင်ပါဘူးဒီအဲရမဆိုပေါ့ညနာနေတာအွန်လိုင်းဖို့ပဲရေးကြည့်တယ် ပါတယ်တော်တော်လေးကိုကြိုက်ပါတယ်သူတို့နေအောင်တော့အောင်စုဘိုလည်းအခုမှသာတားနေစားပြီးလှုပ်လက်လက်တွဲပြီးလှုပ်တာဆိုပေမဲ့အားတယောက်လိုချစ်ပါတယ်လို့အန်ဒီကအရန်ကိုအမှုပညာအန်ဒီကငငယ်လေးတည်းအရန်သူတို့ခဲ့တယ်လေပဏ္ဏကျောင်းတက်တဲ့ချိန်မှာအရန်ငယ်တော့ပဏ္ဏကျောင်းကလက်မခံဘူးလေအဲအကျောင်းကအင်တာဗျူးမရွေးလို့တော့ငိုခဲ့ရတယ်ငယ်လုံးလို့နောက်နေ့ကျမှအရွယ်လေးနည်းနည်းရောက်လို့ခန့်တာအန်ဒီတော့ကတော့ငငယ်လေးနဲ့ရတယ်လေအခုဟာတွေကတော့ဟိုနည်းနည်းကြီးမှလက်ခံလာအဲ့လိုဖြစ်နေတာ င်ပေါ့အနေတော့အမှုမရောက်ချက်တဲ့လူတွေဆိုတော့ခါလေးကျရင်အမျိုးမျိုးရှိတယ်ဟိုဟာပေါ့အဲ့လိုတွေဝင်ဖြစ်တဲ့ခါကျရင်တော့စိတ်မကောင်းမှဖြစ်တယ်အဲ့လိုပေါ့နော်ဟိုနောက်စိတ်လည်းနည်းနည်းတော့ဆိုးတာပေါ့ဘာလို့လဲအန်ဒီတော့အမှုမရောက်တအားချက်တဲ့လူတွေတော်တော်လေးကိုချက်တယ်အန်ဒီကငယ်ငယ်လေးကအန်ဒီဆိုအမှုမရောက်တအားဝါသနာပါအဲ့အတွက်ကြောင့်မို့လို့အခုဖြစ်စေခြင်းနဲ့အခုလိုတွေကြတော့လေလေဟိုပေါ့အခုတိုးတက်တဲ့ခေတ်မှာကျရင်အမှုပညာအားမြောက်စားကြတယ်လေအဲ့အတွက်ကြောင့်လေနေရာတွေရလာကြတာပါအားလုံးက ိုတော့ဆိုအဲ့ဒါတော့ကြီးမဟုတ်ဘူးခုကတအားကိုအမှုပညာလေးတိုးတက်တယ်တအားတိုးတက်တာအဲ့အတွက်ကြောင့်မလို့ကောင်းတဲ့ကောင်းစီခြင်းနဲ့ဘလို့ပဲဖြစ်ဖြစ်ပေါ့အမှုပညာကနာမည်ရတာအမှုပညာအရင်ကျမ်းတယ်ဘဝတွေကဇက်သမားတွေဆိုပူဆိုးတယ်သူတို့တက်လောကလူရဲ့ကျုံတွင်းမော်တာသူတို့ကအခုအများကြီးကံကောင်းလာတာအဲ့ဒီတို့အရင်တော့ဆိုရင်ကျုံရမှာဟိုလေခရီးသွားလို့တင်မော်ဒီလိုပေါ့ဒီတရားကြီးတွေမရှိခင်ရဆိုရင်ဟိုပေါ့ ဟိုဂျင်းလန်းကြီးတွေပါနေဆိုရင်ညကူးအိပ်ရတာလို့တင်မောပေါ်မှာအိပ်ရတာလို့အဲ့လိုတွေသွားရတယ်အဲ့လိုမျိုးအရန်မနူးညံသမီးရဲ့ကျန်းတဲ့ကျုံရနေရမှာကျုံလို့စားရတယ်အဲ့လိုဘဝကြီးကျန်းနေနုညံတာသူများတွေအိပ်တဲ့ချိန်မှာကိုမအိပ်ရဘူးသူများတွေဝင်ပြတဲ့ချိန်ကျမှဘဝအိပ်ရတာဆိုတော့အရေးလဲဝါကျင်တိုင်းမဝဘူးလေဒါပေမဲ့လည်းဒီလိုဘဝနဲ့ပဲချိန်တိုင်းလှုပ်ရှားကြရတာပဲပြောတော့တာနုပညာအရန်ကျန်းနေဘဝဒါပေမဲ့ပြောတယ်လေ အန်ဒီကငငယ်လေးတွေကဒီကိစ္စမှမဟုတ်ဘူးပဲကိစ္စမျိုးကိုမစိုးအန်ဒီကလေသူ့ကိုအမြဲပြောတယ်အမေကလေလို့ဘသူနဲ့ပဲဖြစ်ဖြစ်သူ့ငငယ်လေးကသူ့ကိုပဲရိုက်တာအမားကမပြောခုသားမင်းပဲကိုစုံးပါညာသားကြီးမကောင်းတာကောင်းတာကိုနဲ့မပတ်သက်ဘူးကိုသားသမီးကောင်းမှုပဲအရေးကြီးတယ်သူတို့လည်းပြောပြတယ်လေအမေတို့ရဲ့ခိုးခွားတွေစုံးမခဲ့တာမိဘတွေစုံးမရင်ဘသူကောင်းကောင်းမကောင်းကောင်းကိုကောင်းကဘသူပြက်ပြက်မပြက်ပြက်ကိုမပြက်စင်နဲ့ အဲ့မူကိုမေ့ကြည့်ခွဲရလဲပြောလဲရှင်းနေလဲပြောတယ်နှစ်ယောက်ညီကိုညီအောင်လို့ပြောပြတယ်သူ့ရဲ့အရေးဆိုတာအမြဲတမ်းလိုက်တယ်ဒါအဲ့ဒီပြောနေကြစကားကောင်းလာလို့ရင်ကောင်းတဲ့အရေးလိုက်တယ်မကောင်းလာလို့ရင်မကောင်းတဲ့အရေးလိုက်တယ်အဲ့အတွက်ကြောင့်အသားတွေဒီအမေကလို့ဟိုတက်ရလာတာဖြစ်တော့ပြောလို့မရဘူးလေအဲ့ဒါကြောင့်မို့အကောင်းဆုံးဖြစ်အောင်လေကြာလို့မင်းစိတ်ချခြင်းလေအဲ့ဒါပဲပြောတာသူတို့ညီကိုဒီခါတော့မှကိုအရင်ကတော့ကျွန်တော်ကအခုဒီမှာအကိုနဲ့အလုပ်လုပ်နေတာဖြစ်တာဖြစ်တာဖြစ်တော့ ဟိုကိုတယောက်တည်းစော်ခိုင်းတော့ဟိုဒီကံကောင်းဒီကံနိုင်နေမယ်ပေါ့အမေအခုပါဒီကိုက်လာတော့ကျွန်တော်ဒါကျွန်တော်ရဲ့ထမင်းအိုးလေးဟဲ့ပါထမင်းအိုးတော့ဟိုမလုံနဲ့မကြိုက်ဘူးဘာမှမကြိုက်ဘူးလေကိုထမင်းကျွေးရင်ထမင်းအိုးပြည့်တော့ကျွန်တော်ကအခုအထင်တော့ဒီရောမခံနိုင်ဘူးဗျာအဲ့လိုပြင်ဒါရီကတော့ပြီးတာပြီးလိုက်ပါတော့တမီးရဲ့အန်ဒီတို့ကတော့ဘာမှမပြောချင်ပါဘူး ဘီအရာဝဆိုပေါ့မိသားနဲ့တာအောင်နိုင်ဖို့ပဲရည်ကြီးတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့အဲ့လိုပဲပြချနိုင်ရမှာပဲအနည်းကလည်းသူ့ကိုပြောပြီးသားဘာပဲလုပ်ဖြစ်ဖြစ်ကိုကတင်းကြီးခံနိုင်မှအောင်မြင်မှုဆိုတာရမယ်လေအဲ့လိုအခုလိုတီးခံလိုက်လို့လည်းရရအောင်မြင်သွားတာပါနေရာဟိုဘယ်လိုပြောရမလဲမနာဘုံပြောဆိုသူသူ့နေရာတခုကိုဖတ်သွားလို့ပေါ့ဟိုဒီလိုနောက်ချက်ဝင်လာလေကိုရီးယားအဲ့နောက်ချက်ကိုတီးခံလိုက်တဲ့အတွက် ပုံမြင့်သွားလေအဲ့လိုပါပဲအန်ဒီငငယ်ရဆိုရင်အန်ဒီငငယ်ရပဲအန်ဒီကလေအလုပ်တစ်ခုလုပ်ရင်အပြိုင်ဆိုင်နဲ့လုပ်ရတယ်ဟိုဇာတာပေါ့နော်အဲ့ဒီဇာတာဆိုတော့အန်ဒီအဲ့လိုကပြီဆိုရင်အန်ဒီကိုအရန်တိုက်ခိုက်တယ်အရန်များတာဆိုအန်ဒီကလေစိတ်နည်းနည်းငယ်သွားငယ်အန်ဒီမင်းမရလေစိတ်ချမကြနဲ့ကအဲ့လိုအားပေးတယ်နောက်ပြီးတော့အန်ဒီကိုအန်ဒီတယောက်ကပြောမှုတယ်လေသမီးရဲ့ဇာတာကတဲ့ဂျန်ကိုနဲ့တူတယ်တဲ့ဘာလို့လဲအတိုက်ခိုက်များမှာ လိုက်ပါများရင်ကိုကပြောင်းလာတာတဲ့အဲ့ဒီလိုပြောတာအဲ့ဒီအဲ့လိုမျိုးအဲ့ဒါကြောင့်မလို့ဗာအတိုက်ခိုက်များရင်ကိုကတက်ညက်ခံနိုင်မှကိုကပြောင်းလာမှာဒီနေ့တည်းဒီနေ့တည်းပြောင်းလာမှာအားပေးပါတယ်သူ့ကိုလည်းအားမငယ်နဲ့အခုဆိုအမြဲပြောတယ်ဒါလေးလာတော့ကြိုးစားတော့ချစ်စေခြင်းနဲ့လေကိုသားလေးတွေကိုလေကိုမျက်ွယ်မပြုတ်ကြမှာအရန်ကိုတုတ်တက်ပြီးတော့မင်းဘောနော်နိညာလမ်းကြောင်းပေါ်မှာနာမည်လေးတစ်လုံးနဲ့တစ်သက်လုံးတေတိအမေဆေးချသွားနိုင်တဲ့ဒါလေးဖြစ်စီခြင်းနဲ့အဲ့လိုအဲ့တော့ အတိုင်းပြောရင်တော့ဖြစ်ဖြစ်ချင်းမှာတော့ဟာလဲပေါ့နည်းနည်းသိတဲ့မှာအောင်းတောင်းတဲ့ဖြစ်ဒီပင်မဲ့ပြီးတော့လည်းပြီးသွားတာပါပဲပေါ့ကိုမပြန်လုံးလို့ပါမင်းကညနေမှမသားတော့ဟိုဟိုလေအဲ့ဒါကြတော့လေတိတ်မှာပဲနေမှာလားအဲ့ဒါကြတော့အဲ့ဒီစိတ်ကိုကိုကညနေမှမွေးလိုက်ရင်ဟိုပါပေါ့စိတ်မကောင်းတာဖြစ်မယ်ဒေါသဖြစ်မယ်ဒါကိုစိတ်ကိုရှော့ဖြစ်လိုက်တဲ့အခါကျတော့ကိုမအေးချမ်းသွားတယ်လို့အဲ့ဒါတော့တကယ်ဖျားခေါ်တဲ့အတိုင်းပဲ အဲ့စိတ်ကိုတဲကြီးခံလိုက်ကြည့်သူ့ကိုမြဲပြောတယ်တဲကြီးခံလိုက်တာနဲ့အေးချမ်းသွားရောပုံကွာအတိတ်မှာပဲနေမှာဒါမှမဟုတ်အနာဂတ်ကိုမသွားတော့လားပစ္စုပန်မှာကောင်းအောင်မနေဘူးလားအဲ့လိုမျိုးပဲပေါ့ပြီးွားရာရီကဖြစ်နေတော့ဘာမှထူးလာမှာမဟုတ်ဘူးသူအများကြီးတင်ပါတယ်ကျွန်တော်မောင်ကွန်းဒီဖြစ်တည်ဖြစ်စီမဖြစ်တည်ဖြစ်စီကျွန်တော်မျက်နှာမြင်တာနဲ့အာချစ်လိုက်တာဆိုတော့အပြောလေးတွေစောတန်လေးကြားတာနဲ့အာအပိတ်လိုက်တာအပိတ်ကြမယ်ဆိုတော့ အဲပရိသတ်တွေအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်အများနဲ့ကျွန်တော်အပိပအောင်နော်လိုင်းမှာကြည့်နေတဲ့သူတွေရောယနေ့ရဝေးရသူတွေရောအားလုံးကျေးဇူးများတင်ပါတယ်အများနဲ့အဲပရိသတ်တွေအပိမှုကိုစောင့်မြင်နေပါတယ်